်သူရဲ့ခန္ဓာကိုယ်ထဲမှာဆရာတော့ battery ဆိုတော့သူအစိတ်လေးတစ်မျိုးသူ့မှာရှိတယ်အဲ့တော့မှကိုကနေပြီးတော့မှဘောနော်တတိမမှုပဲနဲ့သွားပြီးတော့ကင်မင်းလိုက်တဲ့အခါမှာကိုရဲ့အရေပြားနဲ့သူနဲ့ထိတွေ့လိုက်တဲ့အခါကျတော့အရေပြားလောင်တဲ့ပုံစံမျိုးပေါ့နော်မိဖို့ကောင်းဆိုတဲ့နာမည်အတိုင်းပဲကိုဒီထိတွေ့လိုက်တဲ့နေရာမှာကိုကမီးပူသူလိုမျိုးပေါ့နော်ကွာရှဲလာမယ်လောင်လာမယ်နောက်ဆုံးအရေအိတ်တီဖြစ်လာတယ်ပေါ့သူရဲ့ထူးခြားချက်ကကြတော့လေသူကကြတော့ဒီရားတာထက်ကိုသူကပို့ပြီးတော့နာတာနဲ့ပို့ပြီးတော့ခံစားရတာပေါ့နော် သူ့ရဲ့နောက်ဆက်တွဲပြဿနာလည်းရှိတတ်တယ်။ဥပမာပြဆိုရင် तू ကနေပြီးတော့မှပေါ့နော်ပိုးတွေဝင်လာပြီးတဲ့ဆိုတဲ့အခါကျတော့ကိုယ်ကြီးအရေးပြားရဲလာမယ်။အရန်ဝင်ရောင်းလာမယ်။ပြီးရစ်တက်လာမယ်ဆိုလို့ဆရာတော့ဒါပိုးဝင်သွားပြီလို့ခေါ်ပြရပါတယ်။ဒါမျိုးဆိုရင်ဆရာတော့ကုသစီတွေတောက်ပြီးတော့ဒါကုသမှုခံရတဲ့အခြေအနေတွေကိုလိုအပ်ပါတယ်။ကျွန်တော်တို့ထောက်ထားနိုင်မှာအရေးပြားနဲ့အလှပဆိုင်ရာဆရာဝန်တယောက်ဖြစ်ပါတယ်။ ဟုတ်ပါတယ်အခု social media မှာဆိုလဲကျွန်တော်တွေ့တယ်နောက်ခုကြတော့ကျွန်တော်လူနာလေးပေါ့နော်ကျွန်တော်လာပြီးတော့မေးကြတယ်ဒီဒီပို့ကောင်ကအရင်ကြောက်ပို့ကောင်လားဆိုပြီးတော့လာမေးကြတယ်ပြက်ခါကျတော့ကျွန်တော်လည်းအရင်တော့ကုခဲ့ဘူးလားရှိအခုလည်းလက်ရှိကုနေရလဲရှိပါတယ်ပေါ့နော်အဲ့တော့ဆရာတို့ကမိဖို့ကောင်နဲ့တွေ့ချီတဲ့အခါမှာဆရာတို့အရင်မကြောက်ဖို့လိုအပ်ပါတယ်မိဖို့ကောင်ဆိုတာဆရာတို့ရဲ့အရေးပြောက်ကိုဆရာတို့ကထိုးဖောက်ဝင်ရောက်သွားတာလည်းမဟုတ်ဘူးပြီးသွားပြီဆိုတော့အထက်ရပစ္စည်းတွေဆရာတို့ဖျက်ဆီးတာလည်းမဟုတ်ဘူးသူကဆရာတို့ရဲ့အရေးပြားပေါ်မှာလာပြီးတော့နားတာပေါ့နော်နားတဲ့အခါမှာသူ့ရဲ့ပြဿနာဆရာသူ့ရဲ့ခန္ဓာကိုယ်ထဲမှာဆရာတို့ battery ဆိုတဲ့ တဲ့သူအစိတ်လေးတမျိုးသူ့မှာရှိတယ်အဲ့တော့မှကိုကနေပြီးတော့မှဘောနော်သတိမမူပဲနဲ့တွားပြီးတော့ကင်မိလိုက်တဲ့အခါမှာကိုရဲ့အရေပြားနဲ့သူနဲ့ထိတွေ့လိုက်တဲ့အခါကျတော့အရေပြားလောင်တဲ့ပုံစံမျိုးပေါ့နော်မိဖို့ကောင်းဆိုတဲ့နာမည်အတိုင်းပဲကိုဒီထိတွေ့လိုက်တဲ့နေရာမှာကိုကမီးပူသူလိုမျိုးပေါ့နော်ကွာရှဲလာမယ်လောင်လာမယ်နောက်ဆုံးအရေးအိတ်တီတီဖြစ်လာတယ်ပေါ့ဒါတို့ရောဆရာတို့ဆေးပညာအရာတော့ပက်တီထရက်စ်တာမက်တိုက်တစ်ဆိုဆရာတို့ခေါ်ပါတယ် သူကကြတော့ဒီရဲ့အစိတ်ကလေးပေါ့နော်သူရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဒီအစိတ်တောက်ကလေးနဲ့ဆရာတို့ရဲ့အရေးပြားနေရဓာတ်ပြုတ်လို့ဖြစ်ပြီးတော့လောင်နေပုံစံမျိုးဖြစ်တာပေါ့နော်သူကအထဲတော့ထွေးဖောက်ဝင်အောင်သွားတာတော့မရှိဘူးဒါပေမဲ့ကိုကပေါ့ဖြစ်တဲ့အရေးပြားရဲ့ပြဿနာရဲ့နောက်ဆက်တွဲတွေပေါ့နော်တေချာဂီးမဆိုင်ဘူးဆိုရင်တော့ကိုကပိုးတွေဝင်ပြီးသွားတဲ့အခါကျတော့အန်ဒီရရှိတဲ့ဒီကိုဖြစ်တတ်ပါတယ် သူ့ရဲ့ထူးခြားချက်ကတော့ဆရာတို့ကသူနဲ့ထိတွေ့ပြီးချင်းပေါ့နော်ချက်ချင်းတန်းတော့ဖြစ်တာတော့မဟုတ်ဘူးသူဒီ၁၂နိုင်36နိုင်အတွင်းမှာအရေးပြားပြဿနာတွေဖြစ်လာတတ်တယ်။ဘာတွေဖြစ်လာမလဲဆိုတဲ့အခါကျတော့သူကနီလာမယ်ရဲလာမယ်ပြီးတဲ့အခါကျပူဆက်ပူဆက်ဖြစ်လာမယ်နောက်ဆက်သွဲအနေနဲ့ဆရာတို့အရေးကြီးအကလေးဖြစ်လာတဲ့တစ်ခုဖြစ်တတ်ပါတယ်။ဒီဘုံအောင်ကြိုက်တယ်ဆိုလို့ရှိရင်တော့ဒါတခြားအကောင့်တွေကတိကျတဲ့အချက်လေးဆိုရင်ဘလူးမီတာနေတယ်လေ။သူရဲ့ထူးခြားချက်ကကြတော့လေ၊သူကကြတော့ဒီရားတာထက်ကိုသူကပို့ပြီးတော့နာတာနဲ့ပို့ပြီးတော့ခံစားရတာပေါ့နော်။ မီပူကောင်ဆိုတဲ့နာမည်တိုင်းပေါ့နော်သူကထိတွေ့လိုက်ပြီးသွားပြီဆိုရင်ခုနဆက်ပြောတဲ့အတိုင်းပဲပေါ့နော်ဒီ72နိုင်နေ36နိုင်အတွင်းမှာကိုကပူဆက်ပူဆက်တိဖြစ်လာမယ်အရင်ကြီးနာလာမယ်ရဲလာမယ်နောက်ဆုံးအရေးကြီးအထိကိုသာဖြစ်တတ်ပါတယ် မိဖို့ကရုရှားတွေ့ကြုံမှာတော့သူဆောင်းနေပိုင်းပေါ့နော်အဲ့ချိန်မှာဆရာတော့ပုံပြီးတော့အဖြစ်များတယ်။သူကမီးအလင်းကိုအရင်ကြိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကတက်နေတယ်ဆိုရင်တော့မီးကိုအလင်းကိုရှော့မယ်။တကယ်လို့မှကိုကမီးကိုကြိုက်တယ်ဆိုရင်တော့မီးအဝါလေးကိုဆရာသုံးစေချင်ပါတယ်။တကူရီအတွက်ဆိုရင်တော့ကိုဒီသူနဲ့တရက်မထိတွေ့အောင်လို့ဆရာတို့အင်းကြီးရှိဖို့ဒါပဲဖြစ်ဖြစ်ဘောင်မီရှိဖို့ဒါဖြစ်ဆရာတို့ကာကွယ်ရမယ်။ကို့အိမ်မှာဆိုရင်တော့ချင်းလုံးစကားတက်တာပဲဖြစ်ဖြစ်ချင်းအောင်ထောင်းတာပဲဖြစ်ဖြစ်ဒါလုပ်ပေးတင်ပါတယ်။ဒီမှာတစ်ချက်သတိထားမှာခါကျရင်ဆရာတို့အခက်မသိမင်းနဲ့ကို့အိမ်ရဘုံမှာမီးဖို့ကောင်လေးဒါရောက်နေတတ်တယ်လေ။ဒါကြောင့်မလို့ကိုကအိတ်တော့မယ်ဆိုရင်တော့ကိုကခါပြီးတော့ ရာအိတ်စီချင်ပါတယ်ဆရာတို့ကမီးဖိုးကောင်ကြောင့်ဖြစ်တာဆိုရင်တော့ခုနဆက်ပြပြတဲ့အတိုင်းပဲပေါ့နော်ကိုယ့်ရဲ့အရေပြားလေးကရဲလာမယ်ညီလာမယ်ပြီးသွားပြီဆိုတော့အခါကျပူဆက်ပူဆက်ဖြစ်ပြီးတော့အရေကြီးအိတ်တီဖြစ်လာပါတယ်ဒါပေမဲ့သူ့ရဲ့နောက်ဆက်တွဲပြဿနာလည်းရှိတတ်တယ်ဥပမာပြဆိုရင် तू ကနေပြီးတော့မှပေါ့နော်ပိုးတွေဝင်လာပြီးတဲ့ဆိုတော့အခါကျတော့ကိုယ့်ရဲ့အရေပြားကရဲလာမယ်အရန်ကိုရောင်လာမယ်ပြီးရစ်တက်လာမယ်ဆိုလို့ဆရာတို့ကပိုးဝင်သွားပြီလို့ခေါ်ပြရပါတယ်ဒါမျိုးဆိုရင်ဆရာတို့ကုသက်စီတွေတောက်ပြီးတော့ဒါကုသမှုခံရတဲ့အခြေအနေတွေကိုလိုအပ်ပါတယ် ဆရာဒီမှာတော့လေရိုးရိုးရှင်းရှင်းလေးနဲ့လေအိမ်တွင်းလိုရရမဲ့ဘုံ first aid treatment လေးကိုဆရာရှင်းပြမယ်နော်ပထမဆုံးတော့ဆရာတို့ဒီမိဖို့ကောင်လေးကိုတွေးလိုက်ပြီးဆိုရင်ဘယ်လိုမျိုးလုပ်ကြမလဲရေဒုတိယပိုင်းကကြတော့ကိုယ်အိမ်မှာရှိတဲ့ကုထုံးလေးနဲ့ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတာကိုဆရာရှင်းပြပါမယ်ပထမဆုံးကတော့ဆရာမိဖို့ကောင်လေးကိုတွေးလိုက်ပြီးဆိုတဲ့အခါကျရင်ကိုယ်ဒီနော်ဓာတ်ရိုက်မထိတွေ့ဖို့အရန်ကိုအရေးကြီးပါတယ်ဒါကြောင့်မလို့ကိုယ်ဒီမျိုးကောင်လေးကကိုယ့်ရဲ့အရေးပြားကိုရောက်လာပြီးဆိုရင်ကလေးနဲ့မှုတ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကစပူရင်းနဲ့ဖယ်လိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လက်ကလေးဝေးပြီးတော့ဖယ်လိုက်တာပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်ဒီမှာ တစ်ချက်သတိထားမှာမိဖို့ကောင်အရှင်ပဲဖြစ်ဖြစ်အသေးပဲဖြစ်ဖြစ်တရိုက်သွားပြီးတော့မကင်တွေ့ဘူးအရန်ကိုအရေးကြီးပါတယ်နော်ဒုတိယပိုင်းကတော့ဆရာဘလို့ကုသအောင်လဲဆိုတာဆရာပြပြပါမယ်အဲ့ဒါကကြတော့မိဖို့ကောင်လေးနဲ့ကိုယ့်ရဲ့အရေးပြတဲ့ထိတွေ့တဲ့နေရာကိုပထမဆုံးရေနဲ့ဆက်ပြန်နဲ့ဆေးဖို့လိုအပ်ပါတယ်အဲ့ဒီခါမှာဆေးတဲ့ခါမှာလေကိုယ်ကကြံ့ကြံ့တနေဘာမှဆေးကြမလို့ကိုပုံမှန်လေးကိုယ်ဆေးရပါမယ် တည်သွားပြီဆိုတဲ့အခါကျရင်သူ့ရဲ့ပေါ့နော်လုတ်တဲ့ reaction ပေါ်မူတည်ပြီးတော့ဆရာတို့ကကုသမှုတွေရှိပါတယ်။ဥပမာအဖြစ်ဆိုရင်တော့ဒီကိုကခံစားရတာကပူဆက်ပူဆက်ဖြစ်လာပြီဆိုရင်ဆရာတို့ရေခဲအုပ်ကလေးနဲ့အုပ်လို့ရပါတယ်။ကိုယ့်အိမ်မှာကလေးရေခဲတုံးလေးရှိရင်တော့ရေခဲတုံးလေးအုပ်ကလေးနဲ့ပတ်မယ်။ပတ်ပြီးတော့ဆရာတို့ကြက်ထုတ်ထိုးသူမျိုးပဲလေဒီမျိုးလေးဆရာတို့ကပ်ပေးမယ်။အဲ့ဒါဆရာ15မိနစ်လောက်လုပ်ပေးလို့ရပါတယ်။အဲ့ဒါဆိုတော့နင်းတက်တာဝါပါလိမ့်မယ်။တကယ်လို့မှကိုကမတက်တာဘူးဆိုရင်တော့ဆရာတို့နီးစက်ရဆေးဆိုင်နေမှာပေါ့နော်။ဆရာတို့စတီရိုက်အပြော့စားလေးတွေရှိတယ်။ဟိုက်ဒရိုကော်ဒီဇုံမျိုးမျိုးဟာမျိုးဆရာတို့လိမ့်လို့ရတယ်။လိမ့်မယ်ဆိုရင်တော့ဆရာတို့ကပေါ့ ါမနက်နေ့လည်းညဆရာတို့လင်းလို့ရပါဒါ၃ရက်လောက်ဆရာတို့လင်းစီခြင်းပါတယ်ဒါတော့ကိုကပူဆက်ပူဆက်ဖြစ်ခင်ပေါ့နော်တကယ်လို့အဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့ကိုကနာလာပြီဆိုရင်တော့ဆရာတို့အိမ်မှာရှိတဲ့ပါရာစီတမောလေးဆရာတို့တောက်လို့ရတယ်တောက်မယ်ဆိုရင်ဒါမနက်နေ့လည်းည၃ချိန်လောက်ဆရာတို့တောက်လို့ရပါလေဒါလည်းဆရာ၃ရက်လောက်ဆရာတောက်စီခြင်းပါတယ်တကယ်လို့အဲ့ဒီလိုမဟုတ်ဘူးအဲ့ဒီရာလေးရပေါ့ရားတယ်ပေါ့နော်ရားရင်တော့ဆရာတို့ကလမင်းလိုရှင်းပေါ့နော်ရားကတတားလေးဆရာလူလို့ရတယ်ဒါမှမဟုတ်ကိုယ်မှရှိတဲ့ဗာမင်တွန်းဒါမှမဟုတ်စစ်ထရင်းပေါ့နော်တကူဆရာတို့ဒါတောက်လို့ရပါတယ်ပုံမှန်အဖြစ်တော့ဆရာတို့ဒီခံစားနေရတဲ့ပြဿနာတွေရတော့ဆရာတို့ဒီ တပတ်ကနေသုံးပတ်အတွင်းမှာသူ့ဘက်သူတက်တာပြောင်းပြင်းသွားတတ်ပါတယ်ဒါပေမဲ့ဆရာဒီမှာအရေးကြီးတာတစ်ခုမှတ်ချင်တာကတော့သူ့ရဲ့နောက်ဆက်တွဲပြဿနာလေးပေါ့နော်ကိုကကိုဖြစ်တဲ့အရေးပြားကိုတေချာဂိူးမဆိုင်ဘူးဆိုရင်နောက်ဆက်တွဲဆရာတို့ကအရန်ကိုရောင်းလာမယ်အရန်ကိုရဲလာမယ်ပြီးရတည်လာမယ်ဆိုရင်တော့ဒါဆရာတို့ကပူသက်စီလိုလာပါပြီဒါဆိုရင်တော့နေစရာဆောင်နဲ့ပြတ်တာပြတဲ့အခါမှာထိရောက်တဲ့ကုသမှုကိုဆရာခံယူစေချင်ပါတယ် ဆရာရဲ့အတွေ့အကြုံကတော့ပေါ့နော်မိဖို့ကောင်လေးရဆရာလူရဲ့အရေးပြားပုံမှာလာပြီးတော့ထိတွေ့လိုက်တယ်ထိတွေ့ပြီးသွားပြီးဆိုတဲ့ခါကျရင်ဒီမှာအရေးပြားလောင်တဲ့ပုံစံမျိုးပဲဒီမှာဖြစ်တာပေါ့နော်ဒီအထက်ကြီးထူပေါ်ဝင်သွားတော့တို့မှမရှိပါဘူးဒါပေမဲ့ကိုကနေပြီးမှဖြစ်တဲ့အရေးပြားပြဿနာပေါ့ဂယုမဆိုင်ပေါ့နော်တကွေးတန်ရှင်းမှုလည်းဟောတိချောင်မလုပ်ဘူးကိုဒီစီမီတို့လေးနဲ့ရှောက်လို့နေတယ်ဆိုရင်တော့ကိုဒီဒါနောက်ဆက်သွဲပေါ့နော်အရင်ကြီးလာတာတွေရောင်းလာတယ်ပီတေတာအထိကိုဖြစ်လာပြီးကိုရဲ့အန်ဒီအထိကိုရှိလာနိုင်ပါတယ် ဆရာတော့ဒီလိုမျိုးပြဿနာတွေရကြတော့လေဆောင်းတင်းမှာတော့အဓိကဆရာတော့ကုရတာပေါ့နော်ကိုကတော့အရေးပြားနဲ့အလားပါဆိုင်ဆရာဝန်တယောက်ဆိုတော့အဓိကမျက်နာပြဿနာတွေကုရတာပေါ့နော်ကျိုးဆိုရင်ဆရာရှိလာကြတယ်ဒီမိဘကောင်လေးထိတွေ့ပြီးတဲ့အခါမှာကျိုးစစ်တာဂျိုင်းွက်တွေဖြစ်သွားတာရှိတယ်ကျိုးကြတော့ရဲပြီးတော့ဖြစ်လာတယ်ရှိတာပေါ့နော်ဒါမျိုးကြတော့ဆရာတော့အူဆုံးကလောက်ကမှာကို skin ပြန်ကောင်းလို့ဆရာလုပ်ပေးရတယ်အခုတဖြစ်တော့အနာလေးကျက်သွားဆရာလုပ်ပေးရတာပေါ့အနာကျက်သွားပြီးသွားပြီးဆိုတော့နောက်ဆက်သွဲသူပါဖြစ်လဲပေါ့သူအမဲဆက်ကျင်ဆရာအမဲဆက်ကုပေးရတယ်အနီဆက်ဆိုဆရာအနီဆက်ကုပေးရတယ်ဂျိုင်းွက်ဆိုဆရာဂျိုင်းွက်ဆရာကုပေးရပါတယ်နောက်ဆုံးတော့ 另外，它达标没达到话，里面。 ူကသူတည်သနာစာတန်းနေရတော့ဆရာတို့ကတစ်ဘက်ကနေပြီးတော့မှဒီသုံးဘက်အတွင်းမှာဆိုရင်တော့သူခန်းစားနေရတဲ့ဒီဘောအရေးပြားပြဿနာတွေကတက်တာပြောက်ခွင်းသွားတယ်လို့ဆရာတို့ဆိုပါတယ်။သို့တော်လည်းဒါတွေကအကုန်လုံးကတော့ကိုယ့်ရဲ့အရေးပြားရဲ့ဘောနော skin barrier ပေါ်လဲကွာမူတည်ပါတယ်။ဒါကြောင့်လို့ဆရာအနေနဲ့အကြံပေးချင်တာကတော့ကိုယ်ဒီလိုမျိုးဖြစ်တယ်ဆိုရင်တော့ဒါပေါ့နော်ဒီဆရာဝန်တွေနဲ့တွေ့ပြီးတဲ့အခါမှာကုသမှုခံစီချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုယ်ကမျက်နှာပြဿနာဖြစ်နေတဲ့အတွက်ကြောင့်မလို့လေ။အဲဆိုဆရာဝန်တွေကလည်းဘာလုပ်ပါလဲဆိုတော့ကလိုအပ်တဲ့အစီလေးသူကပေးမှာပေါ့နော်။ပြီးတဲ့အခါကျတော့အနာကြီးကြောက်လို့ဒီကကျတော့လို့လိုအပ်ပါတယ်။ပြီးတော့မှဆရာခုန ရှင်းပြတဲ့အတိုင်းပဲနောက်ဆက်တွဲကိုဆရာတို့ဆက်ပြီးတော့ကုသလို့ရပါတယ်။ဟုတ်ကဲ့ပါဒါကတော့လေအားလုံးကိုတော့ဆရာပြောချင်တာကတော့အရန်ကိုစိတ်မပူဖို့ဆရာပြောချင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမြို့ဘူးကောင်ချောင်းဖြစ်တဲ့ကြတနာကိုဆရာတို့ကကုသလို့တော့ရတယ်ဒါပေမဲ့အချိန်တခုတော့ဆရာတို့ကပေးရတာပေါ့နော်ဆရာရဲ့ဒီအတွေ့အကြုံကတော့ဆရာကုပေးတယ်ဆိုရင်ဒီကြာမယ်ဆိုရင်တလဝင်းကျင်လောက်တော့တာကြာတတ်ပါတယ် ဆက်အနေနဲ့အကြံပေးချင်တာတော့မိဖို့ကောင်အတိပဲဖြစ်ဖြစ်အရှင်ပဲဖြစ်ဖြစ်သွားပြီးတော့ပေါ့နော်မကင်တွေကိုအရန်ကိုအရေးကြီးပါတယ်ဘာဖြစ်လို့ဆိုတော့တစ်ခါတည်းမိဖို့ကောင်အတိထဲမှာလည်းအဲ့ဒီခုနတော့အစိတ်တောက်ကလေးရရှိနေတတ်ပါတယ်ဒီအစိတ်တောက်ကလေးရဆရာတို့ကပေါ့နော်ရိုးရိုးမျက်လုံးနဲ့မမြင်နိုင်တဲ့ပမာဏနည်းနည်းလေးရလဲဆရာတို့အရေးပြန်ပါပြဿနာဖြစ်တတ်ပါတယ်ဒါကြောင့်မလို့တတ်နိုင်ရင်တော့ဝိုးပြီးရှောင်စေချင်ပါတယ်